မိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေစုတ်ခွာပေးဖို့သဘောတူခဲ့တဲ့တရားရည်နဲ့မဟာမိတ်ချင်းကြီးမပေါက်ဖို့အတွက်ဒေသကာကွယ်ရေးတပ်တွေပါတရားရည်နဲ့အတူစုတ်ခွာပေးရမှာဖြစ်တယ်လို့မိုးကုန်းမြို့ကစည်ရေးတရင်အရေးမြစ်တွေကပြောပါရတယ်။အာနာသိစစ်တပ်ကိုပြန်လွှဲပေးရမယ့်မန္တလေးတိုင်းမိုးကုန်းမြို့နဲ့ရပ်ပြည်မြောက်ပိုင်းမိုးမိတ်မြို့တွေကနေတော်လိုက်ရေးတပ်တွေပြန်စုတ်ပေးဖို့တရားရည်ဘက်ကဖိအားပေးနေတာတွေလည်းရှိတယ်လို့ ဒေတာတွေသတင်းဌာနတချို့ရဲ့ဖော်ပြချက်အရာသိရပါတယ်ဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့မိုးကုတ်မြို့မှာရှိတဲ့တော်လိုင်းရေးတစ်ဖက်ဝင်တဦးကအခုလိုပြောပါရယ်။ဟိုတတ်မရပေါ့နော်။တတ်မရ25ရက်နေ့နေ့31ရက်ထိပေါ့။အဲ့ဒါတော့ကျွန်တော်တို့မဖြစ်မနေဒါတော့စုတ်ရမှာပေါ့နော်။အဲစုတ်ရမှာမစုတ်လို့ရှိရင်လည်းဟိုကျွန်တော်တို့ကြီလဲပေါ့လို့မရဘူးပေါ့။အဲ့လိုမျိုးအခြေအနေမျိုးနဲ့ သွားနေရတာဆိုတော့ဟိုကမမေကတော့ဆုတ်ပြရမှာဆုတ်ပြရမှာဒီဒီကတော့မျိုးအတွင်းပေါ်မျိုးအတွင်းတော့ဆုတ်ပြရမှာပေါ့အဲဒါပေမဲ့တော်လိုက်တရီနေနေအတီရောဟိုနေရနေရတော့အတီချပြောလို့မရအောင်ပေါ့အဲကျွန်တော်တို့ကဒါမှမီဒီယာနဲ့နေနေတာသူဆုတ်ပြတယ်ဟိုဆုတ်ပြပြီးကျွန်တော်တို့လည်းဒါကြီးမပေါဘူးတော့ဘူးနောက်ရှေ့မှာပြူတော့ဘူးလေတာကဒီတန်ပြတာလေးပေါ့အဲကြောင့်ပေါ့ တောင်မျိုးသားတက်မတော်တိုင်းလေးကမိုးကုတ်မျိုးပလဲကဆေးရေးအရာအေးပါတဲ့ဘျူဟာကုန်းတွေကို တော်လိုက်တက်ဖွဲ့ဝင်တွေကိုအခြေချခွင့်မပြုပဲပြန်ဆုပ်ခိုင်းနေတယ်လို့သူတို့ဘက်ကတည်ရင်အားကိုလည်းတိုးမြင့်ချထားတယ်လို့သိရပါတယ်မိုးကုတ်မျိုးခံတွေကတော့နှုတ်ကသာထုံမပြောပေမဲ့မျိုးကနေဆုပ်ခွာမဲ့တော်လိုက်တက်တွေအပေါ်အမြင်မကြည်တာတွေအမြင်ဆောင်တာတွေရှိနေတယ်လို့မြေပြင်တော်လိုက်ရဲ့သတင်းအရင်းမြစ်တွေကဆိုပါတယ်မျိုးနေပြည်သူတွေတုတ်ပြန်မှု ူလလောစီလိုမျိုးတွေမှာရှင်းလင်းပြီးတော့အခုလူပြောမှာတော်တော်ကြီးချုပ်ကဲသွားတယ်ပေါ့အဲသူတို့အနေနဲ့လည်းဒီသားကန်တော်လိုင်းရဲ့ဖွေးစည်းကိုဒါစိတ်ထဲကနေရောဒါပွင့်ရပြင်းတော့ထုတ်မပြလို့စိတ်ထဲကနေအမြင်မကြည်ရတယ်ကျွန်မြင်ဆောင်းတာတွေလည်းချွတ်ကောင်းဖြစ်လာတယ်ပေါ့ကျွန်တော်တို့အနေနဲ့လည်းလုတ်လုတ်ချင်တာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့လည်းဟို အချိန်တစ်ခုနေရာတစ်ခုနဲ့ဆိုတော့အမျိုးရှင်ဆိုင်ရတဲ့ဟာလေးနည်းကခေမာမိတ်လေးဖြစ်နေဆိုတော့လာမယ့်နိုဝင်ဘာ30နဲ့ဒီဇင်ဘာတရက်မှာမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကိုစစ်ကော်မရှင်ထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပြီးအာဏာသိမ်းစစ်ကော်မရှင်တပ်ကတော့မိုးကုန်းမြို့နယ်15မိုင်အကွာကိုရောက်ရှိနေသလိုလမ်းတက်လျှောက် TNA တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါအပြင်ဒေသခံသတင်းအရေးမြစ်တွေကတော့မိုးကုတ်မြို့တွေကိုစစ်အုပ်စုဝင်တွေတဖြည်းဖြည်းစိတ်ဝင်လာနေတာတပ်အင်အားယာနဲ့ချီရှိနိုင်တယ်လို့ဆိုပါတယ်။တရန်တွေကတရုတ်ဖီအားကြောင့်မိုးကုတ်နဲ့မိုးမိတ်ကိုလက်လွတ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကတော့ဗရမ်းမြေမိုးကုတ်ကိုဆက်လက်ထိန်းသိမ်းမှုပြင်ဆင်မှုတွေရှိနေပါတယ်။ ဒါကြောင့်ပဲမြို့ခံ85ရာခိုင်နှုန်းလောက်မြို့ကိုစွန့်ခွာပြီးဘေးလွတ်ရာရှောက်တိမ်နေကြတယ်လို့သိရပါဗျာ။